မင်္ဂလာပါရှင်။ဘာမခိတဲ့တဲ့ရင်ဌာနမှာပြန်လေးကြိုဆိုလိုက်ပါရရှင်။ယခုအချိန်မှာစပြီးနောက်ဆုံးရသတင်းများကိုအစင်ခံတင်ဆက်ပေးပါမယ်ရှင်။ပရမအောင်ဆုံးတဲ့ရင်အနေနဲ့ရေစကြိုမြို့နယ်ဖလာဘရွာကိုရွာလုံးကျမိရှုဖြက်စီးခဲ့သောစစ်တပ်စစ်ကြောင်းကိုနှစ်ရက်ဆက်ကြာပြတ်တိုက်ခိုက်မှုစစ်ကောင်စီတပ်သား20ကျော်တိုက်ဆုံဆိုတဲ့တဲ့ရင်ပဲဖြစ်ပါရရှင်။ မကွေးတိုင်းရေစကြိုမြို့နယ်ဗလာဘကျေးရွာကိုရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခဲ့သောအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုနှစ်ရက်ဆက်ကြာဖြတ်တိုက်ခိုက်ရာစစ်ကောင်စီတပ်သား20ကျော်သေဆုံးခဲ့ကြောင်းရေစကြိုတပ်ပေါင်းစုသတင်းပြန်ကြားရေးတာဝန်ဇက်ပီကေကရန်ကုန်ခေတ်သတင်းဌာနထံသို့ပြောဆိုသည် ဧရလ20ရက်နေ့တွင်ပုခုတ်ကူမြို့မှလာသောအကျန်းဖက်စစ်တပ်စစ်ကြောင်းနှင့်ရေစကြိုဘက်မှလာသောအကျန်းဖက်စစ်တပ်စစ်ကြောင်းတို့ပူးပေါင်း၍အင်အား250ကျော်ဖြင့်ရေစကြိုမြို့နယ်ကျူရကျေးရွာဘက်ကိုနက်နက်လေးနိုင်ချိန်မှစ၍စစ်ကြောင်းတို့ဝင်ရောက်လာခဲ့ကြောင်းသိရသည်။ အဆိုပါဂျမ်းမက်စစ်တပ်စစ်ကြောင်းနဲ့နနကိုနိုင်ခန်နဲ့ကျူရကျေးရွာမှာဗလာဗကျေးရွာဘက်ကိုဆက်လက်စစ်ကြောင်းထူဝင်ရောက်လာစဉ်ရေစကြိုတပ်ပေါင်းစုမှရဲဘော်များနဲ့မိနစ်20ခန့်ထိရတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းတိုက်ပွဲဖြစ်ပွားပြီးနောက်ဂျမ်းမက်စစ်တပ်စစ်ကြောင်းနဲ့ကျူရကျေးရွာအတွင်းသို့ပြန်လည်ထွက်ပြေးသွားပြီးမွန်လ12:30မိနစ်ခန့်တွင်ဒုတိယအကြိမ်ကျေးရွာအတွင်းမှထပ်မံထွက်လာ၍တိုက်ပွဲဖြစ်ပွားပြီးကျူရကျေးရွာသို့ထပ်မံထွက်ပြေးသွားကြောင်းသိရှိရသည် ဧပြီလ21ရက်နေ့တွင်ကျူရကြီးရတင်ရောက်ရှိနေသောအကြမ်းဖက်စစ်တပ်စစ်ကြောင်းသည်ဗလာဘကြီးရဘက်သို့အင်အားအလုံးရင်ဖြင့်ထပ်မံထိုးစစ်ဆင်လာသောကြောင့်ရေစကြိုတပ်ပေါင်းစုမှဦးဆောင်၍မဟာမိတ်ညီနောင်အဖွဲ့များနှင့်နှစ်နာရီကြာတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။ရင်းတိုက်ပွဲအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်သား20ကျော်သေဆုံးပြီး30ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းတိုက်ပွဲဖြစ်ပွားပြီးနောက်သေဆုံးသွားသောအကြမ်းဖက်စစ်ကောင်စီတပ်သားမှသာအလောင်းများကိုပခုတ်ကူဘက်သို့၃မိန့်ဖြင့်ပြန်ခိုးသိမ်းသွားကြောင်းသိရှိရသည်။ တိုက်ပွဲအတွင်းမှာဆဲခွေတွေကအင်အားလုံးရင်းနဲ့မြေပြင်ရောဝေဟင်ရောထိုးစစ်ဆင်တိုက်ခိုက်လို့ကျွန်တော်တို့ဒေါ်လာရေဘော်တွေစုပ်ခွာပေးလိုက်ရတာပါဟုရေစကြိုတပောင်းစုတရင်ပြင်ကြားရေးတာငန်ဇက်ပီကေကပြောဆိုသည်အဆိုပါတိုက်ခိုက်မှုကိုရေစကြိုတပောင်းစုပကောက်ကူခိုင်တရင်နှစ်330ရေစကြိုမြို့နယ်ပြည်သူလုံချုံရေးအဖွဲ့ပါလာဖာပကောက်ကူမြို့နယ်ပြည်သူကောက်ရေးအဖွဲ့ပါကဖာရေစကြိုမြို့နယ်ပြည်သူကောက်ရေးအဖွဲ့ပါကဖာ ကံမတပ်ပေါင်းစုနေစီမချပြည်သူကောင်းရေးတပ်ဖွဲ့အမေးလက်ယုံပျောက်ကြားတဲ့တောင်းညင်နာနဲ့ Who Brother Burma Revolution Ranger တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းတိုက်ပွဲအတွင်းရေစကြိုတပ်ပေါင်းစုမှရဲဘော်တို့မြင့်မြတ်စွာကြာဆုံးခဲ့ပြီးတုံးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်အဆိုပါဂျမ်ဘတ်စစ်တဲစစ်ကြောင်းသည်ဖလာဘကြီးရွာကိုရွာလုံးချုပ်မိရှုဖျက်ဆီးခဲ့ပြီးဧပြီလ22ရက်နေ့တွင်ပြန်လည်ဆုတ်ခွာသွားကြောင်းသိရှိရသည် ဆလဘင်းစကိုင်းမြို့နယ်မြောက်ချမ်းရှိကျေးရွာနေရောင်ကိုစစ်တပ်ကဂျက်ဖိုက်တာဖြင့်ပုံကျဲတိုက်ခိုက်ဆွေးနွေးသတင်းကိုတင်ဆက်ပေးပါမယ်ရှင်။စကိုင်းတိုင်းစကိုင်းမြို့နယ်မြောက်ချမ်းရှိကျေးရွာနေရောင်ကိုအစံဖက်စစ်ကောင်စီတပ်ကဂျက်ဖိုက်တာဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်း Wallet Informational Network မှတာဝန်ရှိသူတူကရန်ကုန်ခေတ္တသတင်းဌာနထံသို့ပြောကြားသည်။ယနေ့ဧပြီလ29ရက်နေ့မွန်တေ12:40မိနစ်ချိန်စကိုင်းမြို့နယ်မြောက်ချမ်းရှိလင်းရင်ရွာတေကိုတစ်ချိန်ယနေ့မွန်တေ12:52မိနစ်အချိန်စကိုင်းမြို့နယ်မြောက် ်ချန်ရှိကန်ဂျီရွာဘက်ကိုတစ်ကြိမ်ဂျက်ဖိုက်တာတစ်စီးဖြင့်နှစ်ကြိမ်ပုံချေတိုက်ခတ်ခဲ့ကြောင်းထို့သောပုံချေတိုက်ခတ်မှုကြောင့်ချိန်ငိုက်ပျက်စီးဆုံးရှုံးမှုမတိရသေးကြောင်းသိရှိရသည်ပထမချတာကလင်းရွာတက်ဘက်လို့သိရပါတယ်ဒုတိယကကန်ဂျီကုန်းဘက်လို့သိရပါတယ်အထူးကိမတိရသေးပါဘူးဟု Wallet Information and Network မှာတောင်းရှိသူတို့ကရန်ကုန်ခေတ်သတင်းဌာနထံသို့ပြောကြားသည်အကြမ်းဖက်စစ်ကောင်စီတပ်ကစကိုင်းမြို့နယ်တွင်စစ်ကြောင်းများခွဲ၍ထိုးစစ်ဆင်နေသည့်အပြင်လေးကြောင်းတိုက်ခိုက်မှုများကိုလည်းဇက်တိုက်လို့ဆောင်လျက်ရှိကြောင်း စကိုင်းမြို့နယ်တွင်စစ်တပ်စစ်ကြောင်းထုံမှုကြောင့်ပြည်သူထောင်ချီစစ်ဘေးရှောင်နေရကြောင်းတော်လိုင်းတရင်ရင်မြများကရန်ကုန်ခေတ္တတရင်ဌာနထံသို့ပြောဆိုသည်ယခုဆက်လက်ပြီးတဝဲခရိုင်တွင်တိုက်ပွဲများကြောင့်စစ်ဘေးရှောင်ပြည်သူတထောင်ကျော်အထိရှိလာဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။တနင်္လာနေ့တိုင်းတဝဲခရိုင်အတွင်းမှာနှစ်ဖက်တိုက်ပွဲနှင့်စစ်ကောင်စီအလေးကြောင်းတိုက်ခိုက်မှုတွေကြောင့်ဆယ်ရက်တွင်စစ်ဘေးရှောင်တထောင်ကျော်အထိရှိလာတယ်လို့စစ်ရှောင်ကူညီနေသူတွေနဲ့ဒေသခံတွေစီကသိရပါဗျ။အခုဧပြီလဒုတိယဘက်ကစလို့တဝဲအရှိတောင်းဒေသ တရချောင်းမြို့နယ်အောက်ပိုင်းနဲ့ရေဖြူမြို့နယ်မင်းသားရွာဒရိုင်းမှာတော်လိုင်းရင်တက်တွေနဲ့စစ်ကောင်စီတိုက်ပွဲပြင်းထန်ခဲ့ပြီးစစ်ကောင်စီကလေးဆောင်ကပုံစေတာနဲ့လက်နက်ကြီးပစ်ခတ်တာတွေကြောင့်အရိဒေတာကဒေတာကန်တွေအဓိကဆစ်ရှောင်းနေရတာပါ တဝဲမျိုးနဲ့အရှိတော်ဒေတာမှာတော့ထီကိနေဆက်အနေကစစ်ကောင်စီရဲ့ထီထောင်ဗျူဟာစကန်ကို KNL နဲ့ပြည်သူ့ကော်ရေးပူပေါင်းတပ်တွေသိမ်းပိုက်ပြီးနောက်မှာစစ်ကောင်စီကထီကိနဲ့တောင်သုံးလုံးကျေးရွာတွေကိုလေးချောင်းကနေဘုံစဲခဲ့တယ်လို့နှစ်ဖက်တပ်တွေစစ်ရေးအရှိန်မြင်လာတာကြောင့်တဝဲထီကိလန်တခြားကကျေးရွာတွေစစ်ပေးရှောင်နေရတာပါထီကိတဝိုက်ကကရင်တိုင်းသားရွာတွေကနေထိုင်းနိုင်ငံနေဆက်အနေမှာတွားရောက်တိန်ရှောင်နေသူ2000ကျော်ရှိပြီးမြစ်တာမျိုးတောင်သုံးလုံးမြောင်းပြိုကျောင်းမဲတောင်ဟိန်နူချောင်းကထောင်းနေနဲ့ဝါက ုံးရွာတွေကဒေတာကန်တွေနဲ့ပေါင်းရင်အရှိတော်ဒေတာတခုရဲမှာစစ်ဘေးရှောင်9000ထက်မနည်းရှိတယ်လို့ဒေါနာတနင်္သာရီစစ်ဘေးရှောင်များအထောက်အကူပြုရေးဖွဲ့ကဆိုပါတယ်။ စစ်ရှောင်းကတဝဲခရိုင်တစ်ခုလုံးစာဆိုရင်တထောင်းကတော်တော်ကျော်နေပါပြီ။ဒါအခုကာလမှာဖြစ်နေတဲ့စည်ရေးအခြေအနေကြောင့်ရှောင်းတဲ့အရေးအတွက်တည်တံ့မှလို့ဒေါနာတနင်းသားရေးစစ်ပေးရှောင်းများအထောက်အကူပြုရေးအဖွဲ့ရဲ့မြေပြင်တောင်ငန်ကိုရောနတန်ကပြောပါရယ်။တရချောင်းမြို့နယ်မှာတော့ဝင်းဝရဲစခန်းတိုက်ခိုက်ခံရပြီးနောက်စစ်ကောင်စီကလေးချောင်းကပုံကျဲတာကြောင့်ဝင်းဝမင်းတက်ဝဲရဲကမြိုင်ရငဲကျွဲမင်းကုန်ကြောက်ခမောင်းနဲ့တဲချောင်းသားရွာတွေကရွာလုံးချွတ်တိန်ရှောင်းနေရတယ်လို့ ဆုံစင်ဖြောင်းရေချိုးချောင်းနဲ့ကုံညင်စိတ်ကြေးရွာတွေကတော့တချို့တစ်ဝက်တင်ရှောင်နေရတယ်လို့ဒေသခံတွေစီကသိရပါဗျ။ဒေါနာတနင်္သာရီအဖွဲ့ကတော့တရက်ချောင်းမြို့နယ်တခုထဲမှာအခု10ရက်အတွင်းစစ်ဘေးရှောင်3500နဲ့9000ကျားရှိနေတယ်လို့ဆိုပါဗျ။တရချောင်းမျိုးနဲ့ဝေးရရွာကန်တူကကျမတို့မှာကတက်ကြီးရွယ်ကိုရှင်နေတော့အင်းကနေခွာလို့မရဘူးဖြစ်နေတယ်။လမ်းနဲ့လည်းပိန်နေတော့ပိုဆိုးတာပေါ့ပပက်လေးရွာရီမှာတော့အကုန်ပြေးကုန်ပြီလို့ပြောပါရယ်။ရေပြူမျိုးနဲ့မှာတော့မင်းသားရွာမှာရှိတဲ့ပြည်သူစစ်တွေကိုမုံကရင်နဲ့တဝဲ တော်လိုင်းပူပေါင်းတပ်တွေကအခုလ20ရက်နေ့မှာဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့်နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီးစစ်ကောင်စီကလည်းလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ပါတယ်။အရင်နောက်ရေပြူမြို့နယ်ကမင်းသွားရောက်တိုင်းမှာလည်းစစ်ဘေးရှောင်တထောင်ကျော်လောက်အထိရှိနေတယ်လို့ဒေါနတနင်းသားရဲ့အဖွဲ့ရဲ့အချက်အလက်တွေအရသိရပါတယ်။စစ်ဘေးရှောင်တွေကလက်ရှိမှာစားနဲ့ရိတ်ခါဆေးဝါးနဲ့ချက်နှောင်းတွေလိုအပ်နေတယ်လို့ဒေါနတနင်းသားရဲ့အဖွဲ့ကဆိုပါတယ်။တိုက်ပွဲတွေကြောင့်တဝဲထီခီလန်တရှောင်းနဲ့တဝဲဘိတ်ကာလန်တို့ကာလန်ပိန်နေပြီးဒေသခံတွေလက်မဆက်သွေးလေးအခက်ခဲ ဖြစ်နေကြပါတယ်။တဝဲခရိုင်မှာပြီးခဲ့တဲ့နှစ်အခုလိုအချိန်ကလည်းတော်လိုင်းရင်တက်တွေနဲ့စစ်ကောင်စီတက်တို့တိုက်ပွဲပြင်းထန်နေတာကြောင့်အခုလိုစစ်ဘေးရှောင်တောင်းနေချီရှိပူပါတယ်။လက်ရှိမှာလည်းစစ်ကောင်စီဟာတဝဲမြို့နယ်နဲ့တရက်ချောင်းမြို့နယ်တွေမှာလေးချောင်းကပုံကျဲတာနဲ့တက်စကန်တွေကိုလက်နက်နဲ့ရိတ်ခါပို့ဆောင်တာတွေဇက်တိုက်လှုပ်ဆောင်နေတာကြောင့်စစ်ဘေးရှောင်ရသူတွေပိုများလာနိုင်တယ်လို့ဒေသခံတွေကသုံးသပ်ကြပါတယ်။ ရခိုးဆက်လက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရကတော့ညောင်ဦးမြို့နယ်စင်ကူရဲစခန်းမှာစစ်ကြောင်းထုံရထွက်လာသောစစ်တပ်ကိုခြားဖြတ်တိုက်ခိုက်မှုစစ်သားလေးဦးသေဆုံးဆိုတဲ့သတင်းပဲဖြစ်ပါရဲ့ရှင်။မန္တလေးတိုင်းညောင်ဦးမြို့နယ်စင်ကူတိုင်နယ်မြေရဲစခန်းမှာစစ်ကြောင်းထုံရထွက်လာသောအကြမ်းဖက်စစ်ကောင်စီတပ်ကိုခြားဖြတ်တိုက်ခိုက်ရာစစ်တပ်ဘက်မှလေးဦးသေဆုံးခဲ့ကြောင်းဗကန်ဘူချို PDF မှတောင်းရှိသူတို့ကရှန်ကုန်ခေတ်သတင်းဌာနထံသို့ပြောဆိုသည်။ရှမန်နေဧပြီလ28ရက်နေ့နနက်9:30မိနစ်ခန့်တွင်မကွေးတိုင်းချောင်းမြို့မှာမန္တလေးတိုင်း ညောင်ဦးမြို့နယ်စင့်ကိုတိုင်နယ်မြေရဲစခန်းသို့အင်အား60ခန်းစစ်ကား20စီးဖြင့်ရောက်ရှိလာကြောင်းရင်းနောက်ရင်းနှီးညနေ9:00နာရီခန့်တမရေနံမော်ဘတ်သို့စစ်ကြောင်းထူလာခြင်းပကံဘူချို PDF နှင့်မဟာမိတ်တပ်ဖွဲ့များကကြားပြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည့်ရင်းတိုက်ခိုက်မှုအတွင်အစမ်းမဲ့စစ်ကောင်စီတပ်သား၄ဦးပွဲချင်းမိသည့်ဆုံးခဲ့ကြောင်းတိုက်ခိုက်မှုဖြစ်ပွားပြီးနောက်သေဆုံးသောစစ်သားအလားများကိုမိရှို့သွားကြောင်းသိရှိရသည် အဲ့ဒီတိုက်ခိုက်မှုမှာစစ်ကွေးလေးကောင်းသေးတဲ့စင်ကိုရဲစခန်းကနေတမရှိနေမော်ဘက်ကိုစစ်ကြောင်းထိုးဖို့ထွက်လာတဲ့အချိန်ဂျားဖြတ်တိုက်ခိုက်ခဲ့တာတိုက်ပွဲဖြစ်ပွားပြီးတော့တေဆုံသွားတဲ့စစ်ကွေးအလောင်းတွေကိုမီးရှို့သွားတယ်။ပြည်သူတွေအနေနဲ့စစ်ရေးအသည့်တရီရှိကြဖို့ပြောချင်ပါတယ်ဟုပုဂံဘူချို PDF မှာတောင်းရှိသူကပြောဆိုသည်။အဆိုပါတိုက်ခိုက်မှုကိုပုဂံဘူချို PDF နဲ့မဟာမိတ်တပ်ဖွဲ့များအထူးကိမရှိအောင်မြင်စွာစုခေါ်နိုင်ခဲ့ကြောင်းပုဂံဘူချို PDF တပ်ဖွဲ့ကစစ်အာဏာရှင်တော်လှန်ရေးကိုဆက်လက်အရှိန်မြှင့်လှုံ့ဆော်ရရှိရာပြည်သူများအနေဖြင့်ရှယ် အများကြီးချီဖို့လက်နက်ဖိုးများအတွက်ပါဝင်ကူညီပေးကြပါရဲ့မြတ်တာရခိုင်ကြောင်းပကံဘူချိုပီဒီအမ်မှတာဝန်ရှိသူကတိုက်တွန်းပြောဆိုသည်ဆလမီကလေးမျိုးနယ်ကျန်းသာရွာသို့ထိုးစစ်ဆင်လာသောစစ်တပ်ကိုတိုက်ခိုက်မှုစစ်သား28ဦးသေဆုံး CMI 35ရဟယင်တစီကိုထိမှန်အောင်ပြက်ခတ်နိုင်ခဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။စကိုင်းတိုင်းကလေးမြို့နယ်ကျန်းသာရွာတို့ထိုးစစ်လာသောစစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာစစ်သား28ဦးသေဆုံးပြီး MI35 ရဟရင်တစည်းကိုထိမှန်အောင်ပြက်ခတ်နိုင်ခဲ့ကြောင်းချင်းလိုင်း information center နဲ့ CNA ပြောခွင့်ရပုဂ္ဂိုလ်ဆိုင်လိုင်းထံဤထံမှသိရှိရသည်။ Irela 29ရက်နေ့နနက်9:00နာရီခန့်အချိန်ကလေးမြို့နယ်တောင်ပိုင်းကျန်းသွားရာဘက်သို့စစ်ကောင်စီတပ်ကအင်အား200ခန့်အုံပြုပြီးစစ်ကြောင်းနှစ်ခုဖြင့်ထိုးစစ်ဆင်လာကြောင်းတော်လိုင်းပူပေါင်းတပ်ဖွဲ့ကတိုက်ခိုက်ခဲ့ရာစစ်သား29ဦးသေဆုံးခဲ့ကြောင်းတိုက်ပွဲဖြစ်ပွားရာနေရာအနေနဲ့ရှင်းလင်းစဉ်စစ်သားလောင်း9လောင်းလက်နက်ငယ်17လက်နဲ့ခဲယမ်းချုပ်သိမ်းဆည်းရရှိခဲ့ကြောင်းတိုက်ပွဲအတွင်းတန်ရာရစစ် စ်သေးများကိုပြန်လည်တည်ဆောင်သွားသည့်များရှိတော့လဲတန်ရရစစ်သားတချို့ကိုမူပြစ်သက်သွားကြောင်းသိရသည် အလောင်း9လောင်းနဲ့လက်နက်၁၁လက်သိစီရရှိခဲ့တဲ့သေဆုံးတာစုစုပေါင်းက၂၈ဦးရှိပါတယ်။ MI 35စစ်ရဲဟဲ့ယင်ကိုလည်းထိမှန်ပစ်ခတ်နိုင်ခဲ့ပြီးမီးခိုးအူထွက်ပြီးတော့ဟန်တာဝရီရွာဘက်ကိုဆင်းသွားတယ်။အခုထိတက်မလာနိုင်သေးဘူး။အရင်နေ့ကမနက်အစောကြီးစခဖြူပူပေါင်းအင်အား200လောင်းနဲ့မြေပြင်လက်နက်ကြီးပစ်ကိုယူပြီးစံသားရွာဘက်ကိုကပ်လာတာ။ MI 35နဲ့မပြခင် Jet Fighter 112လေယာဉ်တွေနဲ့ယင်ပုံးကျဲတယ်။120မမလက်နက်ကြီးတွေကအလုံး20ကျော်ထူရဲဟုတော်လိုင်းရင်တရင်ရင်မြက်ကရှန်ကုန် ခေတ္တတရင်ဌာနထံသို့ပြောကြားသည်ထို့သောအစံဘက်စက်ကောင်စီတပ်ကလေးချောင်းလက်နက်ကြီးဖြင့်အပြစ်မဲ့ပြည်သူများနေထိုင်ရာနှက်ချောင်းနှက်မြောင်းအောင်ချမ်းသာတံပိုနှင့်ငါးပါးတို့ကိုပုံချဲပြစ်ခတ်တိုက်ခိုက်မှုကြောင့်အပြစ်မဲ့ပြည်သူလေးဦးသေဆုံးခဲ့ကရွာသူရွာသားများဘေးလွတ်ရာထွက်ပြေးနေရကြောင်းသိရသည် မနေ့ကအခြေကိုလက်နဲ့ကြည့်နဲ့နှစ်ချက်ထူရသေးတယ်ဒီဘက်မှာဆိုရင်မိုးရေရွာနေတာကြံသာမှန်တော့အောင်ချမ်းသာရွာတွေကလူမနေတော့တာကြပြီဆိတ်ရှောင်းနေကြရတာပါဟုတော်လရင်တရင်ရင်မြက်ကပြောဆိုသည်အဆိုပါကြံဘက်စစ်ကြောင်းကို CNA CDF KKG VOKOK PDF MCR နဲ့ပြည်သူ့ကော်ရဲတပ်မတော်အမှတ်၁စစ်ဒေသတရင်တပ်ဖွဲ့များပုံမောင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော်လရင်တပ်ဖွဲ့ဝင်များအထူးခံရှိခုခံတိုက်ခိုက်နိုင်ခြင်းဖြစ်ကြောင်းသိရသည်အကြံဘက်စစ်ကောင်စီကငလင်တန်းကြောင့်အပြစ်ခတ်ရက်စဲထားသည်တရားဝင် င်ကြေညာချက်ထုတ်ပြန်ထားတော့လေ၎င်းတို့ထုတ်ပြန်ချက်ကို၎င်းတို့ကိုရိုင်းချိုးဖောက်ကထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ကြောင်းချန်လိုင်း information center ကထုတ်ပြန်ထားပါရဲ့ရှင်။